မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါမယ်ရုရှားရဲ့အပြည့်ရဲ့ကမ်းလန်းချက်ကိုပယ်ချပြီးရနောက်မင်းအောင်လိုင်ပါဝင်နိုင်ငံတကာကောင်းဆောင်တချို့တက်မဲ80ပြည့်ရုရှားရှင်ပြင်းဤအောင်ပွင့်အခမ်းအနားလုံခြုံရေးကိုတာဝန်မယူလို့ယူကရိန်းသမ္မတတတိပြည့်တဲ့ကြောင့်တင်ဆက်ပေးပါမယ်အကြမ်းဖက်မင်းအောင်လိုင်ပါဝင်နိုင်ငံတကာကောင်းဆောင်တချို့တက်ရောက်မဲ80ပြည့်ရုရှားရှင်ပြင်းဤအောင်ပွင့်အခမ်းအနားလုံခြုံရေးတာဝန်မယူဘူးလို့ယူကရိန်းသမ္မတကတတိပြည့်လိုက်ပါတယ် မေလ9ရက်နေ့ရုရှားနိုင်ငံရှင်ပြင်းနီမှာပြုလုပ်မည့်ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်းနှစ်80ပြည့်အထိမ်းအမှတ်ဖြင့်တရုတ်နိုင်ငံသမ္မတရှီကျင်းဖြင့်အကြံဖတ်မယောင်လိုင်းပါဝင်နိုင်ငံတကာအချို့ခေါင်းဆောင်များတက်ရောက်ဖို့ရှိနေပြီးယူကရိန်းသမ္မတကရုရှားနိုင်ငံအတွင်းဖြစ်ပျက်မှုတွေအတွက်တာဝန်ယူမှာမဟုတ်ကြောင်းထုတ်ဖော်ပြောဆိုလာပါတယ်။နှစ်80ပြည့်ရှင်ပြင်းနီအောင်ပွဲအထိမ်းအမှတ်အတွက်မေလ10ရက်နေ့မှာမေလ10ရက်နေ့ထိအပြစ်ခံရစေဖို့ရုရှားသမ္မတပူတင်ရဲ့အဆိုပြုချက်ကိုလည်း ယူကရိန်းသမ္မတကပေးချခဲ့ပြီးရုရှားနိုင်ငံထဲမှာမေလ9ရက်နေ့ဖြစ်ပေါ်လာမယ့်အခြေအနေများအတွက်တာဝန်ယူနိုင်ကြောင်းတရားဝင်ပြောဆိုလာတာဖြစ်ပါတယ်။ယူကရိန်းသမ္မတရဲ့ပြောဆိုချက်ကရုရှားနိုင်ငံကိုလာရောက်မယ့်နိုင်ငံတကာခေါင်းဆောင်တွေရဲ့လုံခြုံရေးကိုတိုက်ရိုက်ချိန်ချောင်းနေပြီးအကြမ်းဖက်ရန်ချိန်ချောင်းမှုအဖြစ်ရုရှားနိုင်ငံတိုင်းဝန်ကြီးဌာနပြောခွင့်ရမာရီယာဇာခါရူဘာကတုံ့ပြန်ပြောဆိုပါတယ်။ရုရှားနိုင်ငံမှာမေလ9ရက်နေ့ပြုလုပ်မယ့်ရှင်ပြင်းနေချီတက်ပွဲကိုစကောင်စီဘက်ကလည်းပါဝင်တက်ရောက်ချီတက်မှာဖြစ်ပြီးအကြမ်းဖက်စကောင်ဆောင်မင်းအောင်လိုင်ကမေ ီလ9ရက်နေ့ရုရှားနိုင်ငံကိုသွားရောက်မှာဖြစ်ကြောင်းသိရပါဗျ။ အာနာသိန်းစစ်ကောင်စီကြောင်းနေရပြီဖြစ်တဲ့ပြည်သူ့ကာကွယ်တပ်များဆိုတဲ့အကြောင်းဆက်လက်တင်ဆက်ပေးပါမယ်။စစ်ကောင်စီအာနာသိန်းမှုအရင်ခံကြောင်ဖြစ်ပေါ်လာတဲ့မြန်မာနိုင်ငံရဲ့တံပြန်ခုခံတော်လှန်စစ်ဟာ၄နှစ်ကျော်လာခဲ့ပြီဖြစ်ချိန်မှာရခိုင်နှစ်တည်းနဲ့မတူတော့ဘဲထိုးစစ်အခြေအနေတွေရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေမှာတိုင်းရင်းသားတော်လှန်တပ်ဖွဲ့များနဲ့ပူးပေါင်းတိုက်ပွဲဝင်မှုတွေမှာရရှိခဲ့တဲ့အတွေ့အကြုံတွေကိုအသုံးချပြီးမိမိတို့ရွာတွေအတွက်စစ်ကောင်စီလက်အောက်မှာလွတ်မြောက်နိုင်ဖို့ကြိုးစားမှုကိုအခုနှစ်ထဲမှာပြင်ဆင်မှုတွေရှိနေတယ်လို့လက်တွေ့ဖော်ဆမှုတွေလည်းရှိနေပါတယ်။မြန်မာ ာနိုင်ငံရဲ့နေရာဆုံးမှာရှိနေတဲ့တော်လိုင်းတပ်ဖွဲ့တွေကလက်ရှိအချိန်မှာရခိုင်တပ်ပေါ်တွေစုဖွဲ့မှုတွေရှိနေပြီးကိုတိုင်းကိုမျိုးကိုပြန်လည်ဝင်ရောက်နိုင်ဖို့အတွက်ပတ်ပေါင်းစုံကနေစူးစမ်းနေကြပြီဖြစ်ပါတယ်။အလာဒူမကွေတိုင်းအေရီတိုင်းနဲ့ပဲခူးတိုင်းမွန်ပြည်နဲ့တနင်္သာရီတိုင်းရှိပါကဖအားလုံးကကိုနယ်မြေဒေသအတွက်စုစည်းမှုစုဖွဲ့မှုနဲ့နယ်မြေအခြေအနေစိမ့်ဆက်မှုများပြန်လုံဆောင်လာတာကိုတွေ့မြင်ရတဲ့အပြင်ပြည်သူ့ကာကွယ်တပ်တွေကလည်းတိုင်းဒေသတော်လိုင်းတပ်တွေနဲ့ပူးပေါင်းတိုက်ပွဲဝင်ပြီးစကန်သိမ်းအောင်ပွဲများဆင်နွှဲရယူလျက်ရှိပါတယ်။ကရင်၊ကချင်၊ကရင်နီမော်တနင်္သာရီ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပြည်သူ့ကာကွယ်တပ်များပူးပေါင်းတိုက်ခိုက်လာမှုစစ်ရှင်ဟာလက်ရှိမှာရခိုင်ထက်ပုံမြင့်လာပြီးစကန်သိန်းအောင်ပွဲရရှိမှုတိုက်ပွဲပြင်းထန်မှုတွေဖြစ်ပေါ်နေပါတယ်တော်လှန်ခြင်းစိတ်တစ်ခုနဲ့အခက်ခဲပေါင်းစုံကိုရှင်ဆိုင်ပြီးရင်နောက်ပြည်သူများထောက်ပံ့ပေးမှုနဲ့ရပ်တည်နေကြတဲ့ပြည်သူ့ကာကွယ်တပ်တွေကတိုက်ခိုက်ရေးစွမ်းရည်များအပြည့်အဝရရှိလာတာဖြစ်ပြီးအခုချိန်မှာအဝေးပြေးလမ်းမတွေပေါ်ဒီဆိုမိုးနိုင်မှုမြို့ပေါ်ရှိစခန်းများကိုပါစီးနင်းတိုက်ခိုက်သိမ်းပိုက်နိုင်တဲ့အထိရောက်ရှိနေကြပြီဖြစ်ပါတယ်ရခိုင်နစ်တွေနဲ့မတူတဲ့လုံဆောင်ချက် က်တွေစူးစမ်းမှုတွေတိုက်ပွဲဖော်ဆောင်မှုတွေဖြူဟာတွေပုံမှန်စုစည်းလာပြီဖြစ်တဲ့မဟာမိတ်ဖွဲ့နိုင်မှုတွေကြောင့်ကာဘာစာဆက်ယုံတွေထိပါချင်းချောက်ကတိုက်ခိုက်နိုင်ပြီဖြစ်တဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF များပါကာဖာရဲ့စွမ်းရည်ကိုစစ်ကောင်းဆောင်နေကိုယ်တိုင်းစိုးရိမ်နေကြပြီဖြစ်တဲ့အခြေအနေတွေကိုရောက်ရှိနေကမင်းအောင်လိုင်းကိုယ်တိုင်ကလကောင်းတို့ရဲ့စစ်အုပ်စုတွေကိုတတိပီးနေရပြီဖြစ်ပါတယ်စစ်ကောင်စီအခြေဆိုင်ရာနေပြီးတော့ကောင်စီနယ်မြေတွေကနေမြို့နယ်တချို့မှာ PDF တွေကကျင်းလာနေတဲ့အထိဝင်ရောက်ခြင်းရှင်းမြို့နယ်တွေကလေးမြို့နယ်လောက်မှာ PDF တွေဝင်ပြီးနေရာယူနိုင်ဖို့တချို့ နေရာတွေမှာတနတ်တွေပေါ်တင်လွယ်ပြီးသွားလာရရှိနေတဲ့အနေအထားကြောင့်နဘာတာတိုင်းမှုပို့ကျုပ်ဆိုမင်းခံဝင်ထိုးရတဲ့အထိရှိနေပါပြီ။ ဒါကြောင့်လည်း PDF တွေကိုရှော့မတွက်စေဖို့ယခုလာထဲမှာစစ်ကောင်းဆောင်ကိုယ်တိုင်တတိပေးခဲ့တာဖြစ်ပါတယ်။အင်အားကြီးထားလာတဲ့ PDF ဖွဲ့တွေကိုတရင်တပ်ဖွဲ့တွေအနေနဲ့တတိထားပုံနေရှန်သူကိုအထင်မသေးဖို့စစ်ကောင်းဆောင်နှစ်ယောက်လုံးကပြောထားပါတယ်။လက်နက်အသုံးချအာဏာပြပြီးထင်တိုင်းလုံရမယ်အကျုံနဲ့လူငယ်လူရွယ်တွေကိုအထင်မကြီးခဲ့တဲ့စစ်တပ်ကလီနီတာအတွင်းပြည်သူထောက်ပံ့မှုနဲ့ကြိုးစားခဲ့ရမှာအဲ့ဒီလူငယ်တွေမှာရှော့တွက်လို့မရတဲ့စီရင်ဆိုင်တွေကိုမျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပြီးအခုနှစ်ထဲမှာထူးထူးခြားခြားစစ်ကောင်းဆောင်များကိုယ်တိုင်တုံ့လုံနေပြီဖြစ်ပါတယ်။စီရင်ဆိုင် ်းရည်ပြေဝနေပြီဖြစ်တဲ့ပြည်သူ့ကာကွယ်တပ်တွေကအာဏာသိမ်းစစ်ကောင်စီကိုအပြည့်ပြတ်ချိန်မုံနိုင်ဖို့ကိုလည်းပြင်ဆင်လျက်ရှိပါတယ်။လက်ရှိမှာတော်လိုင်းအင်အားစုရဲ့စူးစီးမှုတွေမဟာမိတ်ဖွဲ့မှုတွေချိန်ဆမှုတွေရစစ်ကောင်စီကောင်းဆောင်နေကိုတိုင်းစိုးရိမ်နေရကြောင်းထုတ်ဖော်ပြောဆိုဝန်ခံရပြီဆိုရင်ဒါထက်ပိုမိုတဲ့စူးစီးနိုင်မှုနဲ့ပြည်သူများပါဝင်မှုပုံမှုအားကောင်းမှာကဆရာနာရှင်လက်အောက်မှာလူများပေါ်မှန်းဆအချိန်တက်စောမှာဆိုတာသိကြနေပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့စစ်တမ်းမြေတွင်စစ်ကောင်စီတပ်ရဲ့အင်အား30ပါးဆက်လီတစည်းတိမ်းမောက်တဲ့အကြောင်းတင်ဆက်ပေးပါ ပါမယ်။အရာရှိအလောင်းတွေကိုတော်လိုင်းတက်များတွေ့ရှိရလို့သိရပါတယ်။ပဲခူးတိုင်းရွှေကျင်မြို့နယ်ရှိကွမ်းစိတ်နယ်မြေငယ်စခန်းကိုတိုက်ခိုက်မှုကိုတက်ကူသွားတဲ့စစ်ကောင်စီတပ်ရဲ့အလီတစီတိမ်မောက်ပြီးအင်အား30ခန်းမြေအတွင်မျောပါသွားကြောင်းဒေသတော်လိုင်းသတင်းရင်းမြစ်တွေကပြောပါတယ်။အဆိုပါကွမ်းစိတ်တက်စခန်းကဝေါ်မြို့နယ်အစွန်တင်ရဲသမိန်ကျင်းရွာတစ်ဖက်ခြမ်းစစ်တောင်းမြစ်ပြီးမှတည်ရှိပြီး AP 23ရက်ကကရင်မျိုးသားလူမျိုးရေးတက်မတော့ KNL လေးဦးဆောင်နေတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကစီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဝေါ်မြို့နယ် ယ်တင်ရဲသမိန်ကြီးရွာဘက်မှာစစ်ကောင်စီတပ်နဲ့ပြူစော်တီပူပေါင်းဖွဲ့အင်အား30ခန်းကစစ်တောင်းမြစ်ကိုဖျက်ပြီးဆက်လီနဲ့တက်ကူသွားရောက်ခဲ့ပြီးမြင်အတွင်းစစ်လေတိမ်မောက်ခဲ့တယ်လို့တော်လိုင်းသတင်းရင်းမြစ်တွေနဲ့ဒေသခံတွေကပြောပါရယ်အဲ့ဒီစစ်လေတိမ်မောက်ခဲ့တဲ့ဖြစ်စဉ်မှာစစ်ကောင်စီတပ်အရာရှိတအုပ်ရဲ့ရှုံးလောင်းစစ်တောင်းမြစ်အတွင်းမျောပါလာတဲ့ကိုမေလ၄ရက်မနက်၈နာရီခွဲကမှာ ဒေသခံရှေးလုံသားတချို့ကဝေါ်မျိုးနယ်နဲ့ကြိုက်ထုံမျိုးနယ်အဆက်ခရင်ရွေးချင်းရွာနီမှာတွေ့ရှိခဲ့ပါတယ်။လွန်ခဲ့တဲ့၄၅ရက်လောက်ကကွန်စိတ်ဘက်မှာတိုက်ပွဲဖြစ်တဲ့အချိန်တရဲသမိန်ဘက်ကလာတဲ့ဆက်လီဒစင်းစစ်တောင်းမြစ်ထဲမှာမှောက်သွားတဲ့အယောက်30ပါသွားတယ်လို့သိရတယ်။အဲ့ဒီတဲကအလောင်းတွေကိုမျောပါလာတာပေါ့လို့ မနေ့ကမေလလင်းရက်မနက်ခရဲရွာနီစစ်တမ်းမြေတွင်တွင်ရတဲ့စစ်ကောင်စီတပ်ရရှိရုံလောင်းနဲ့ဆက်လင်းပြီးဒေသခံပြည်သူတအုပ်ကသတင်းဌာနကိုပြောပါရင်မြေအတွင်းပုတ်ပွားမျောလာတဲ့စစ်ကောင်စီတပ်ရရှိရုံလောင်းမှာတနက်အတူတလက်စကားပြောဆက်ခေါ ဝါကီတော်ကီတလုံးရှာဖွေတွေ့ရှိခဲ့ပြီးဒေတာအခြေပြုတော်လိုင်းတပ်ဖွဲ့တွေကစစ်ဆေးသိမ်းဆဲလိုက်ကြောင်း၎င်းကဆက်ပြောပါရယ်တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကကွန်စိတ်ရဲကင်းစခန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးရနောက်စစ်ကောင်စီရဲ့ခမရ998နဲ့ခမရ989တိုင်ရင်းဒီမှာလက်နက်ကြီးတွေနဲ့ရှမ်းတန်းပစ်ခတ်တဲ့အပြင်စစ်ကောင်စီတပ်ကလေကြောင်းပစ်ခတ်မှုတွေပစ်ခတ်ခဲ့ရမေလ3ရက်တရက်ထဲမှာလေရင်နဲ့ဘုံလုံး30ခန်းကျင်းချတိုက်ခိုက်ခဲ့ကြောင်းတော်လိုင်းတပ်ဖွဲ့တွေစီကသိရပါရယ်ဆက်လက်ပြီးမြန်မာကိုစာနာမှုအကူအညီအကန့်အသတ်မရှိ BNI ဘူးမလေးရှားနဲ့ဖိလစ်ပိုင် ုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မလေးရှားနဲ့ဖိလစ်ပိုင်နိုင်ငံတို့ကမြန်မာနိုင်ငံကိုလူသားချင်းစာနာမှုအကူအညီပေးရခဲ့မှုဟာခွဲခြားဆက်ဆံမှုဒါမှမဟုတ်ကန့်သတ်ချက်တွေမရှိရဘူးဆိုတဲ့ယက်တီချက်ရှိတယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကပြောပါရတယ်။မနေ့ကဖိလစ်ပိုင်သမ္မတမာတီနမ်မာကိုစ်ဂျူနီယာနဲ့ဖုံးပြောမှုအတွင်အဲ့ဒီအချက်ကိုသဘောတူခဲ့တယ်လို့၎င်းကဆက်ပြောပါရတယ်။ငလင်ပေးတဲ့ပြည်သူတွေထံလူသားချင်းစာမှုအကူအညီတွေပေးအပ်နိုင်ဖို့အပြစ်ခံရေးစိုးရိမ်တက်တန်းတိုးဖို့မလေးရှားနိုင်ငံကတောင်းဆိုရလို့၎င်းကဆက်ပြောပါရတယ်။အာဆီယံကမ္ဘာလုံး ုံးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်တဲ့နောက်ဆုံးအခြေအနေတွေကိုဆွေးနွေးဖို့ဒီနေ့နေ့လယ်ပိုင်းမှာကျွန်တော်မာကို့စ်ဂျူနီယာနဲ့ဖုန်းပြောခဲ့ပါတယ်လို့အန်ဝါကလူမှုကွန်ရက်မှာရေးသားထားပါတယ်။ကမ္ဘာလုံးဆိုင်ရာစီးကြက်ကွန်စည်းစပ်ညီနိုင်မှုမှာအမေရိကန်နိုင်ငံအတွက်အရေးပါမှုကိုထုတ်ဖော်ပြသဖို့မလေးရှားနိုင်ငံကအာဆီယံဖွဲ့ရဲ့ယက်တီချက်ကိုဖော်ထုတ်ခဲ့တယ်လို့ဗန်နိုင်းဝင်ကြီးလည်းဖြစ်တဲ့၎င်းကပြောပါတယ်။စီးကြက်ကွန်ကောက်ခံဖို့ရက်60ကျားရွှေဆိုင်ဖို့အမေရိကန်နိုင်ငံရဲ့ဆုံးဖြတ်ချက်ကအခြားကိစ္စရပ်တွေဆွေးနွေးဖို့တက်တာရရှာစီပါတယ်လို့သူကဆိုပါတယ်။ ်မေလာစနေရဖိလစ်ပိုင်အထွေထွေရှီကောက်ပွဲမှာမာကော့စ်ဂျူနီယာအခြေအနေကောင်းပါစေကြောင်းဆန္ဒပြုပါတယ်လို့အန်ဝါကဆိုပြီးကွာလာလမ်ပူမြို့တော်မှာမကြာမီကျင်းပမယ့်အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ၎င်းနဲ့တွေ့ဆုံဝင်ရဖို့မျှော်လင့်ကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။